မေရိကန်ကဗီဇာပိတ်ပိတ်တဲ့အထက်ပါဟိုကျွန်တော်တို့ဘာမှလည်းပါတာပေါ့နိုင်ငံနဲ့အခုဆိုရင်ဟလာပြောရင်တော့ယူရိုပရှိတဲ့ check တို့ဟိုနောက်တစ်ခါစင်ကာပူတို့ဟိုယူရီးယားတို့အခုတော့အများကြီးသွားတက်နေကြပါပြီအဲ့ကြတော့အဲ့လိုအခွင့်အရေးတွေလည်းရှိတယ်လို့ကနေဒါကြတော့လည်းကနေဒါနဲ့ပတ်သက်တဲ့ စာမွေးပဲရှိပါတယ်အဲ့လိုကြီးကြီးလိုပဲဟိုနိုင်ငံတကာအထူးသဖြင့်တရုတ်တို့ပါလို့ဆိုလဲသွားလို့တောင်းမရမရဘူးလေအခုတရုတ်ရဲ့တမရအာဇင်ဂျင်ပင်ရဲ့ဟွာရဲ့တမီးဆိုရင်ဟာဗတ်မှာတက်နေတာအခုဟိုတက်ခွင့်မပေးပဲနဲ့ပြန်လွတ်မယ်ဆိုတော့ ဲတည်င်းနေကြားနေရတာပေါ့အဲ့လိုအခက်အခဲရှိနေတဲ့အချိန်မှာဘယ်သွားတက်ရင်ကောင်းမလဲလို့ပြောရင်ကနေဒါသွားတက်နိုင်ရင်ကောင်းမယ်လို့ထင်တယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တက်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ကနေဒါကိုတက်တဲ့နေရာလေခုနကလို့ ဆယ်ဆယ်ဘွဲရတဲ့လူတွေအတွက်ကတော့ master PhD တက်ရင်ပြောရင် master PhD တက်ရင် scholarship ရဖို့လွယ်တယ်ဘယ်နိုင်ငံမှာဖြစ်ဩစတြေးလျပဲသွားသွားအဲကျွန်တော်တို့ဒီအမေရိကပဲသွားသွားအော်ဒီကနေဒါပဲသွားသွားဘာဖြစ်လို့ဆိုတော့ researcher တွေတို့ကအများကြီးလိုတယ်တို့တို့ကအာဟိုဒီလို researcher တွေကိုမွေးထုတ်ဖို့ငွေတွေလဲသူကရရထားတာတွေရှိတာဟုတ်အဲ့ကျတော့အမေရိကကတော့အခုလက်တော့ တိတ်ပြီးတော့အဲ့ဒီလို research fund လို့ခေါ်တာပေါ့လေအဲ့ဒီငွေတွေလည်းအခုရပ်ပစ်တာတွေပဲလေဥမာ Harvard လို့နဲ့အဲ့လိုတိုက်သူကြီးတောင်းရပ်ပစ်တာတွေပဲလေလုတ်တယ်လုတ်တာတွေတွေ့နေရတာပေါ့နောက်တစ်ခါဒါပေမဲ့ Harvard တို့ကဟိုအချမ်းသာဆုံးတိုက်သူဖြစ်တဲ့အတွက်တကယ်လို့မပေးလေသူကတော့လုံနိုင်ပါတယ်ဒါပေမဲ့အခုလို visa ရလိုက်တဲ့အတွက်နိုင်ငံကြောင်းသားမရှိတော့တောင်ဖြစ်သွားနိုင်တယ်အဲ့အဲ့ကြောင့်မို့ကနေဒါကိုသွားပါလို့ကနေဒါကြတော့ အဲ့တော့ခုနလိုပဲမဆပီးချီဟိုကျွန်တော်တို့သွားတက်နေဆိုရင်တော့ကောင်းတာပေါ့တကယ်လို့ဘွဲမရသေးတဲ့လူတွေကသွားရင် under grade နဲ့သွားရင်တော့သူတို့ရဲ့သက်ဆိုင်ရာဇံမွဲတွေရှိပါတယ်ဟိုတကယ်လို့ဟိုဥမာတဝဲတစ်ပြက်နဲ့ဖွက်ထွက်ထားပြီးတော့အခုကြမှာပြန်အကြောင်းပြန်တက်ချင်တယ်အဲအလားဟိုအကြောင်းကြီးပြည်တွင်းကအကြောင်းကြီးကိုပြန်တက်မယ်ဆိုတော့တငယ်ချင်းတွေက10တန်းလောက်ရောင်းနေပြီကိုက9တန်းနဲ့6တန်းနဲ့ထွက်ထားတယ် အဲအဲ့လိုကလေးမျိုးတွေရှိရင်မိဘတွေကအဲသူကခုနခုနာ GED ဆိုတဲ့ class ဆိုတာရှိပါတယ်အဲ့ဒီ GED ကဟိုဒုတိယကမ္ဘာစစ်အပြီးမှာ American အဲအလဲရန်မပြီးသေးတဲ့အကြောင်းအဟွာတွေကိုစစ်သားအတွက်တွေကိုစစ်ပြန်တွေကို ပြောရရင်အဲဟိုဘွဲထက်တန်းဘွဲရပြီးတော့အဲ့ဒါပြီးရင်တိတ်တူဆက်တက်နိုင်အောင်လုပ်ပေးတဲ့ system မှာအဲအဲ့ဒါအခု ကျွန်တော်တို့လိုနိုင်ငံကခုန6တန်းလောက်မှာအဲငါရအောင်6တန်းရောက်တာတို့အဲ့လိုကလေးတွေဟိုကျောင်းမတက်ဘဲနဲ့3တန်းလောက်နေပြီးတော့မှတန်းကြီးလည်းတက်လို့မရဘဲနဲ့ကျွန်တော်တို့လိုကျောင်းမျိုးလာတက်ပြီးတော့အခုအခုဆိုရင်ဟလာဟိုအမေရိကန်တို့ဟိုဟိုပြောရင်တော့ယူရိုပရှိတဲ့ check တို့ဟိုနောက်တစ်ခါစင်ကာပူတို့ဟိုယူရီးယားတို့အခုအများကြီးသွားတက်နေကြပါပြီအဲ့ကြတော့ အဲ့လိုအခွင့်အရေးတွေလည်းရှိတယ်လို့ဟုတ်ပေါ့လေအင်္ဂလန်ကတော့တော့ခုနသူတို့တတ်မှတ်ထားတဲ့ပညာဒီစံမွဲတွေဟိုအောင်နေစာတပည့်ကြီးတွေရှိတယ်ဆိုရင်အဲတော်တော်သလိုသွားလို့ရပါတယ်ဥပမာကျွန်တော်တို့ Cambridge ပဲဖြစ်ဖြစ် Oxford ပဲဖြစ်ဖြစ်ဟိုတက်လို့ရပါတယ်တဘောကတတ်မှတ်ထားတဲ့ဥပမာဆိုရင်လည်းကျွန်တော်အကြောင်းကအဟိုကလေးတယောက်ဆိုရင်ကျွန်တော်နဲ့တွဲလုံတဲ့အကြောင်းအဲ ဟိုဖောင်ဒါရဆရာရဲ့သမီးလေးဆိုရင်လည်းဟိုပြောရင် Harvard ဝင်มาတယ်အဲဒါပေမဲ့အဲ Harvard မှာကဈေးကြီးတယ်လေဈေးကြီးတော့တော့မတက်နိုင်တဲ့အတွက်အဲဟို scholarship ရတဲ့အကြောင်းမှဥမာတက်တယ်ကနေဒါကြတော့တယ်ကနေဒါနဲ့ပတ်သက်တဲ့ဇာမိုးရဲရှိပါတယ်အဲ့လို GED လို့ပဲအဲအထက်တန်းမအောင်ရင်အထက်တန်းအောင်နိုင်တဲ့အဲဟို certificate တွေရှိပါတယ်လို့အဲ့လိုအကြောင်းတွေကအခု ဟိုကျွန်တော်တို့လိုအကြောင်းမျိုးတွေလို့ဆိုရင်လည်းအကုန်သိနေတယ်ကျွန်တော်ဆိုရင်အလားပြေးရှင်တစ်ခုပြီးလာတဲ့လူဖြစ်တာကြောင့်မို့ကလေးတွေကိုဟိုပညာမွေပေးကျင်တယ်လေတော်တဲ့ကလေးတွေကိုဟိုပြောရင်အနာဂတ်အတွက်ကြိုပြီးတော့ဟိုကျွန်တော်လည်းကျမကြီးကောင်းနေတဲ့အတွင်မှာပေးကျင်တဲ့စိတ်ရှိတာပေါ့အဲ့ဒါကြောင့်မို့ခုနလိုပဲအဲအခုဆိုလေဒီနောက်ဒီဟိုလောက်ဆိုရင်ဆယ်လပိုင်းအောက်တိုဘာလောက်ဆိုရင်ကျွန်တော်တို့ခုနက ဘက်ချလာဘက်ချလာကိုတွားတက်ချင်တဲ့ကလေးတွေမာစာပီစီတက်ချင်တဲ့ကလေးတွေကိုဟိုတင်နန်းနေနေပေးပြီးတော့ဟိုမှာတွားတက်ပြီးတော့ research လဲလုပ်နိုင်အောင် research research guidance လဲလုပ်ပေးတဲ့အဲ့ဟိုအတတ်ပညာလဲသင်ပေးဖို့ဆိုရဲအဲ့ဒီ course ကိုကိုစဉ်းစားထားပါတယ်စဉ်းစားထားပြီးတော့ဥမာကျွန်တော်တို့လိုအကြောင်းမျိုးလာတက်မယ်ဆိုရင်ဟိုနိုင်ငံခြားဟိုဘယ်အကြောင်းတွားတက်ခြင်းတဲ့ကျွန်တော်တို့ကအကုန် service ပေါ့လေလုတ်ပေးပါမယ်တဲ့။ဘာကြောင့်မို့ဆိုတော့အနာကဟိုထိုးကျင်တဲ့ကလေးတွေထွက်လာနိုင်အောင်ကျွန်တော်တို့နီးကျွန်တော်တို့ဟာနဲ့ပေါ့လေဒါတနှံ့တလောက်ကူညီတဲ့သဘောမျိုးလုတ်ပေးတာပါလို့ဟိုအဲ့ဒါကြောင့်မို့အဲလောကကြီးမှာပေါ့လေကျွန်တော်တို့လည်းအခက်အခဲတွေအမျိုးမျိုးကြော်လာလာပြီးတော့ဒီလိုမျိုးပညာတွေသင်ခွင့်ရလိမ့်မယ်လို့မထင်ဘူးဟိုဂျမပြည်မှာရောက်သွားတဲ့အချိန်လဲအခုခေတ်လိုဟိုမျိုး ဟိုဘာဖြစ်မဲ့ဘာလုံးလို့ရမယ်ဆိုတဲ့ဟာမျိုးနဲ့မတည်ဘူးစံတဝါဝါနဲ့သွားဟိုတဲ့ဟိုရောက်တော်မှာဟိုရောက်တော်မှာအဲယုံကံကြိုးစားရင်နဲ့အဲနောက်ဆုံးမှာပညာသာရေးကြည့်တယ်လို့မြင်လို့ပညာလုတ်လာလို့အခုပညာတွေဟိုတော်တော်များများတက်လာတာကြောင့်မို့တက်လာတဲ့ပညာတွေသင်ကျင်တယ်အဲ့ဒါနောက်ပြီးတော့အခုလည်းကျွန်တော်က political science နဲ့ PhD ပြီးတာဖြစ်တဲ့အကြောင်းမို့ ဟိုအခုလဲကျွန်တော်တို့အနာဂတ်ဘမပြည်ကြီးကိုစည်းလုံးညီညွတ်ပြီးတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်နိုင်ငံဘယ်လိုဖြစ်အရင်ဘယ်လိုလုပ်ရင်ရမလဲပြောရင်တော့ယောဂဖြစ်ရင်ယောဂတည်တယ်ဆေးဆေးနဲ့ဆေးမမှန်ပေါ်ပြီးတော့ကုနံအောင်လုပ်ဖို့ဟိုစာရန်တွေလည်းပြုစုနေပါတယ်လို့အဲ့ကျတော့ပညာရေးသာလင်းကျွန်တော်တို့တွေရဲ့ထွက်ပေါက်ဖြစ်တဲ့ကြောင့်မို့လူငယ်တွေဟိုဘာမှစိတ်ဓာတ်မကြကြပါနဲ့လို့ဟိုအချိန်အများကြီးရှိပါသေးတယ်လို့ အဲ့လောက်ပဲအဲပြောပြစေ